လာပါခင်ဗျာဒီကျွန်တော်ဘလော်လေးတစ်ခုကိုစရိုက်နေတယ်အဲ့လိုဘလော်လေးစရိုက်တဲ့အခါကျတော့ကျွန်တော်ဘယ်သွားမလဲဆိုတော့ဟောစဉ်းစားစဉ်းစားတော့အတော်ကြီးကိုအဆင်မပြေဘူးဘယ်နှသွားရမှာလဲဝါရီတွေရမ်းများတယ်အဒီနေ့ကျတော့ပဘိုးသွားစရာကိစ္စလေးတစ်ခုရှိတယ်အဲ့ဒါနဲ့သွားပြီးတော့ပဘိုးမှာသွားရိုက်မယ်ပေါ့နော်ပဘိုးရောက်ရင်လည်းတခါလေးသွားရိုက်မယ်ဆိုပြီးတော့စဉ်းစားမိတယ်အဲ့အနေနဲ့ဟိုဘိုးကိုစပြီးတော့ထွက်လာတယ်။ဘိုးသွားတဲ့အခါကျရင်ဘိုးမှာတရားတော် ွားစားမယ်။ဒီရနေရာတွေကိုသွားမယ်။အဲ့ဒီတွေကိုဆက်လောက်လိုက်ကြည့်ပါဦး။ ခုဘကိုးရောက်ပါပြီဘကိုးရောက်တော့ကျွန်တော်မနေ့တည်းကထွက်လာတာ6နာရီလောက်ခေတ်ကထွက်လာတာဆိုတော့ဘာမှမစားသေးဘူးအဲ့နဲ့မော်ဂန်3နာမှရှိတယ်အတုဆက်တာတော့အဆင်ပြေအဆိုင်ကအတုကရမ်းကောင်းတယ်လိုက်ခဲ့ကြပါဦးနော်

都做过的，家赚八的，靠赚八的，这边八的，八十八的。 ပါလားကျန်တော့ဒါညတော့မမမရောဒီတိုင်းကျွန်တော်တို့ကဒီလိုပေါ့ဒီလိုပေါ့ကျန်တော့အမမရောအားကြောင့်ဆက်သွားလာမလားကဲဦးစားပြီးပါပြီစားပြီးသွားတော့ကျွန်တော်တို့ပြေးဆက်သွားမယ်ဆို 买两万七，把阿娇送你一块钱，包回家来开跑场。 အခုဆိုရင်ကမ္ဘာကျော်သုံးချင်းနဲ့ပြင်းဆိုင်ကိုကြောက်ပြီးဘာဝင်လာလဲဆိုတော့သုံးချင်းဝင်လာတယ်ဆိုတော့နှဖေးချင်းနဲ့ဝင်လာတယ်သုံးချင်းက6တော့နှဖေးချင်းက9တော့နောက်ကမ္ဘာကျော်ဆိုင်မှာပဲရတယ်မိမုံကမ္ဘာကျော်သုံးချင်းဆိုင်ကဘောကန်ဒီလက်မှာဖွင့်တယ်ဆိုင်တစ်ဆိုင်မှာပြီးတာဆိုင်ရတယ်တစ်ဆိုင်နဲ့ဒီကဘောကဘောကန်နဲ့ဆိုးစိမထည့်တော့ဘူး 要你六万不收他，六万干干干看，也高。我要人，我叫，那亲戚不叫你，起来吧。 မာစီရီယာဆိုရင်ဘေးနောင်မီဒီယာကြီးတည်ခဲ့ပြီးရှင်မရောစီရီကြီးပြီးရင်ညံတော်အမြင့်ဆုံးနဲ့ဒုရဲကြီးမှာဆုံးစီရီကြီးဖြစ်တယ် ညာလေးကအရန်အေးတယ်။ကြားရတယ်ညာညာကြီးဆိုသူ့တွေ့နေတယ်။ကြီးကျန်တယ်နော်။ဒီမားစီရီကရေနှောင်းကဆိုရင်အပေါ်ထိတက်လို့ရတယ်။ဘောကနေဆိုရင်ယူရင်အရန်ကြီးတို့ကောင်းတယ်။ကျွန်တော်လည်းကံကောင်းစွာနဲ့ပဲတောင်းရင်ရှိသူတွေရဲ့ဆွတ်ပြုချက်နဲ့အပေါ်ကိုတက်ခွင့်ကြခဲ့ပါတယ်။အရန်ပြောဖို့ကောင်းပါတယ်။ကျွန်တော်လည်းဒီလက်ခဲ့ရပါမယ်။ ားစီကြီးရဲ့အပေါ်ဆုံးကိုရောက်တော့တရားတော်ဒီရမောတယ်ဘုဘကိုကြည့်လားဘုမဆိုရင်ဘုဘရှင်မတော်ဘုရားကြီးဘုမဆိုရင်မြတ်တာလည်းဘုရားကြီးလေမြင်ရမှာရှုခင်းရမ်းလား جيئن

ော့ကျွန်တော်အောက်ကိုပြန်ဆင်းပါမယ်ဒီနေရာကတော့ဘင်းအောင်မီဒီယာကြီးရဲ့အောင်မီပါဒီအောင်မီမှာလာရောက်ပြီးအသေးတံဝင်နေသူတွေရှိတယ်အခုလည်းအသေးတံဝင်နေသူတွေကိုတွေ့ရတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုကြည့်ပြီးအဆင်ပြေမဲ့ဆိုရင် subscribe လေးနှိပ်ပေးခဲ့ပါအောင်နော် comment လေးတွေရေးပြီးအကြံဉာဏ်လေးတွေပေးခဲ့ကြပါဦး ကျွန်တော်ရဲ့ပုဂိုလ်ခီးစဉ်ဒုတိယပိုင်းလေးကိုဆက်လက်ပြီးအားပေးကြပါအောင်နော်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ။